လူတစ်ထောင်မှာတယောက်တာခဲလှသောတဝန်ထမ်းဆောင်ပြလက္ခဏာလမ်းကြောင်းမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေလက္ခဏာလောကမှာဒုတိယလမ်းကြောင်းနဲ့မကြာခဏမှားတတ်သောဖူတဝန်ထမ်းဆောင်ပြလက္ခဏာလမ်းကြောင်းသည် တနင်္လာဂျိုကုံပေါ်မှာကောင်းငယ်ပုံစံခက်ကွေးကွေးမြင်းကွေးလေးကိုထိုးလိုတာဖြစ်ပါတယ်အဲ့ဒီလက္ခဏာလမ်းကြောင်းရှိတဲ့သူတွေကဘဝမှာကြာရနေရာမှာတောင်းဝန်ကြည်တတ်သူလို့ပြောရင် ပိုပြည့်စုံပါတယ် ဒီတဲ့ပို့ပြီးတော့လင်းနဲ့သွားပြောပြရမယ်ဆိုရင်တာဝန်မကျေဘူးလို့အပြောခံရမှာဟာတေမလောက်တဲ့ပို့ကြောက်ပါတယ်နော်အဲ့ဒီလိုလက္ခဏာရှိတဲ့သူတွေကို ကာသမီတော်ကွင်းရခဲ့ရင်မိဘတော်ကွင်းရခဲ့ရင်တနီးမယားလင်းယောက်ျားတော်ကွင်းရခဲ့ရင်ဆရာတပည့်တော်ကွင်းရခဲ့ရင်အဲ့ဒီလူတွေဟာအထူးကောင်းကျိုးရှိပါတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်သူတို့တွေကတာဝန်မကျေဘူးဆိုတာဖြစ်မှာသို့လို့အများအားတာဝန်ကျေကျေနဲ့ နေထိုင်တတ်တဲ့ပြုမှုတတ်တဲ့လောက်ကင်တတ်တဲ့သူတွေဖြစ်ပါတယ်ခင်ဗျာဒါကတော့တာဝန်ထမ်းဆောင်ပြလက္ခဏာလမ်းကြောင်းလေးအကြောင်းကိုတင်ပြပေးတာဖြစ်ပါတယ်ဘုရားရှင်မှာညံပူဇော်ကားနဲ့ပေတဲ့လက္ခဏာမြင်းများလိုလင်းရရယာအစီမံတက်တင်တဲ့ရိုက်ကိစ္စများအနှံဆောင်ရွက်ပြုလို့လိုလင်းဆရာရဲ့ဖုန်းနံပါတ်399 50 69 235ไฟบาร์มาဖြစ်စီဖေဖို့မစင်ဂျာတိတော့မစင်ဂျာ Telegram စသည်တို့မှာဖြစ်စီလာရောက်ဆက်တွေ့ဆုံသားနိုင်ပါတယ်ခင်ဗျာ